ကောင်းတာပေါ့မာလာရဲ့မာလာသားရဲ့အရေးချင်းကိုလေကိုတီးပြီးသားပါဘာမှသဘောမလို့တဲ့အကြောင်းရှိပါဘူးအမလီကိုကျော်ရဲ့ကိုကျော်ရှိရအဲ့ဒီလိုစကားပြောကြရတာမာလာအယံဝန်းတာတာပဲအိုမာလာသားကလေနိုင်ငံသားမှလေဒေါက်တာဖွဲ့ကိုအထက်လိုက်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 ယူထားတာသူကလေအဲ့ဒီနိုင်ငံသားမှမနေတော့ဘဲနဲ့မြမပြီကိုပြန်လာတာကိုကျော်ရဲ့အဲ့ဒါကြောင့် ဟိုမာလာတဲ့သားနဲ့ကိုချော့တမီလေးကိုလာပြီးတော့ကမ်းလှမ်းတာပေါ့ကိုတမီရလေလေစီဝါရီဘွဲကိုတတိယပါဗျာတတိယလာပြီးတော့ကိုရဲ့ကိုမီမာတော့ဥဆောင်ဥရဲ့လုံနေပြီဗျာလုံနေပြီဟာဟုတ်လားအဲ့ဒါကြောင့်ပြောထားဖို့ကိုချော့ရဲ့ရေကန်အတိတ်ကြာအတင်းနဲ့အဲ့ဒါဆိုလို့ရှိလို့ရှိရင်လေမာလာသားလေးနဲ့ကိုချော့တမီလေးကိုအမြန်ဆုံးစီစဉ်ပြီးလိုက်ကြအောင်လေ စိတ်ချစိတ်ချကုတော့အများဆုံးစီရင်မယ်အများဆုံးစီရင်မယ်ဟုတ်ဒါပေမဲ့ဘယ်နည်းလုံးဝစဉ်းစားဘူး။ဒီတိုင်းကတော့ရနေနေပဲ။တမီးကဖိတမီးပြီ။စီးဝါးရေးအတွက်တွက်ချက်တတ်တာပဲပေါ့။ဒေါ်မာလာရဲ့တာမောင်ရေးတော်ဆိုတာလေ။အရေးချင်းရှိတဲ့လူတွေတယောက်ပါ။တပည့်ရှင်ရှေ့သွားတော့လိုက်ညီပါရင်ကိုရင်။อืมအဲ့ဒါဆိုရင်လည်းဒီတမီးကလုံးဝစဉ်းစားဖို့စီစဉ်ပေးလေနော်။စီစဉ်ပြီလေစီစဉ်ပေးမယ်။ဒေါ်မာလာနဲ့တူဖို့ဖိစီစဉ်လိုက်မယ်။ မမလို့မလို့ဘုံမာလာနဲ့တွေ့ပြီးတော့တမီးနဲ့မောင်ရဲကျော်တွေ့ဖို့အဖေစီစဉ်ပေးမယ်လို့ပြောတာပါပြောတာပါမင်းမလို့ပဲခေါ်မယ်နော်ဟိုနာမည်ကဘယ်လိုပဲခေါ်ကောအရေးကြီးပါဘူးကိုရဲဆိုရဲဟိုအရေးကြီးတာကိုပြောရမယ်ဆိုရင်လေကိုတို့နှစ်ဖက်မိဘတွေသဘောတူထားတဲ့ကိစ္စကိုမင်းမဘက်ကဘယ်လိုသဘောရလဲ အဲ့ဒီကိစ္စကိုမိမောကမေးရမှာပါကိုရဲ့ကျော်ရဲ့ဟုတ်တာပဲဟိုကိုရဲ့အဖြေကိုပြောရမယ်ဆိုရင်လေကိုကမြင့်မို့ကိုတွေးလိုက်တယ်ကကိုဘက်ကဘာမှငင်းစရာမရှိတော့ပါဘူးမြင့်မို့ရဲ့ဒါဆိုရင်ကိုရဲ့ကျော်နဲ့မြင့်မို့တို့ရဲ့ညံ့နေကိစ္စကပြည့်ပြီနော်นี่หมดตัวแล้วฮะนี่นิ้วเลยมึงโหนิ้วบ่ล่ะกูบ่อาภีมาเปลี่ยนมาไปได้อยู่ดิกูเยจัวแหละกูเยจัวงานงานจ้างอะไรมาแต่เราก็อยู่ละแค่ดีเว้ย မိန်းသားတယောက်နေနဲ့အခုလိုမျိုးလက်ခံပြဆိုနေစကားပြောရဲဆိုတဲ့ကဖီးယားပြီးနေပြီလေ။ဟာကိုရဲဆိုတာညီမဒီကိုပြန်လာမှမကြသေးဘူးဆိုတော့ညီမမျိုးသမီးတွေရဲ့ပြောဆိုအနေထိုင်နေကိုအများကြီးလေ့လာသိမြောင်းမှနေတယ်။ဆို sorry ပါမြင့်မရဲ့။ဟိုကိုအပြင်းမသိနေရမလို့ပါဘူး။မြင့်မစီကတင်လိုက်ရင်လည်းရပါတယ်။ကိုလေမြင့်မရဲ့ចောင်းသားဖြစ်တင်ခွင့်ပေးပါနော်။ရပါတယ်ကိုရဲဆိုရဲ့ ဟုတ်အဲ့ဒါဆိုလို့ရှိရင်ဒီလိုတော့ကြာမယ်နော်ဟုတ်အခုလိုမိသားစုစုံစုံလင်းလင်းရှိတဲ့နေ့လေးဆိုတော့မင်္ဂလာရှိတာပေါ့ဗျာလူငယ်တွေကလည်းမင်္ဂလာတိစ္ဆာကိုလက်ခံလိုက်ပြီဆိုတော့မင်္ဂလာကိုအမြန်ဆုံးစီစဉ်ကောင်းမယ်နော်တော်မလားအိုးကောင်းတာပေါ့အဲ့ဒါမှလည်းလူကြီးရဲ့နောင်ရေးအော်မဟုတ်ပါဘူးရှင်ပြောတာမှားသားလို့ပါ ဟိုခလေးတွေအတွက်ကိုပြောတာပါရှင်အဲ့ဒါမှခလေးတွေရဲ့နောင်ကြီးကကောင်းကောင်းမယ်မလားကိုကျော်ထွန်းရဲ့ကောင်းတာပေါ့ဗျာကောင်းတာပေါ့အမေပြောလေတာပါပြောစရာရှိလို့ဟိုအမေတို့လူကြီးတွေကိစ္စအတိုင်းပြီးပြီဆိုတော့တားလို့လူငယ်ညဘူးတိုင်းပြည်ရာလေးနည်းနည်းရှိလို့အမေအဲတားလို့အပြင်းသွားလိုက်အောင်နော်ဟုတ်တယ်နော်မြို့ဟုတ်ဟဲ့အဲ့ဒါတော့ပြင်းသွားလိုက်အောင်နော် 你这边家是你谁妹妹家？可以看看。 thank you 咱们得有啥地方啊？